မရေဒီယိုပရိသတ်များအလုံးစုံမင်္ဂလာပါ။ရုပ်စုအခလိုချင်းကားတိုင်းမှာပရိသတ်တွေအတွက်တကယ့်ကိုကောင်းမွန်တဲ့စာအုပ်လေးတွေကိုဖတ်ပြတင်ဆက်ပေးနေတဲ့ Podcast ပိုင်းဖြစ်စုဆိုတဲ့အစီအစဉ်လေးကိုတင်ဆက်ပေးသွားပါရမယ်။ဒီနေ့မှာပရိသတ်တွေအတွက်ပြုစုဖတ်ပြပေးဖို့ရွေးချယ်ထားတာကတော့စာရေးဆရာခေရန်ရေးသားထားတဲ့စိတ်ခံစားမှုများကိုကုစားခြင်းဆိုတဲ့စာအုပ်လေးကိုရွေးချယ်ထားပါရယ်။ဒီထဲကပထမအဦးဆုံးဖတ်ပြပေးခြင်းတဲ့ခေါင်းစဉ်လေးကတော့လက်ရှိအချိန်မှာ အကောင်းဆုံးပျော်တတ်အောင်နေပါ来世一天嘛，阿江松表达奥尼吧。陪阿在月阳嘛，不露苗表妹；陪阿在阳嘛，不露苗开瑞大妹；不三时嘛，不露表姐呢；皮松嘛，巴瑞露妹；不露苗尼妹，是嘞。没一样的阿那个阿婆嘛，苗里尼阿在。来世一天嘛， အကောင်းဆုံးပျော်အောင်နေတတ်ဖို့လိုတယ်။ပျော်ရွှင်မှုမှာကံတတ်ချက်တွေရှိတယ်တဲ့။လူငယ်အရွယ်မှာလှုပ်ခဲရမယ့်ပျော်ရွှင်မှုတစ်ခုကိုအသက်ကြီးရဲ့အရွယ်မှာ သွားလှုပ်လို့လည်းဘလို့မှအဆင်မပြေနိုင်တော့ဘူးလေ။ဒါကြောင့်မို့လို့ဘယ်အချိန်ကြမှပျော်မယ်ဆိုရက်မရေရာတဲ့အနာဂတ်ကိုတွေးပြီးတောင်းတနေတာတဲ့။လက်ရှိအချိန်မှာကိုယ်စိတ်ကိုပျော်အောင်ထားဖို့လိုပါတယ်။စိတ်ညစ်စရာတွေကို သိမတွေးပါနဲ့။ ။ခေါင်းထဲကို depression နဲ့အယံအဝင်မခံပါနဲ့။ခုပျော်ရွှင်မှုတွေကို ကိုယ်တိုင်ပဲဖန်တီးယူရမှာပါ။တခုရှိရာကကိုဖန်တီးယူထားတဲ့ပျော်ရွှင်မှုဟာကိုကိုကိုမထိခိုက်ဖို့တစ်ဖက်သားကိုမထိခိုက်ဖို့တော့လိုပါတယ်။ကိုရဲ့ပျော်ရွှင်မှုအတွက်သူများကိုလည်းအယံကြည့်အားမကူးပါနဲ့။သူများကိုအားကိုးထားတဲ့ပျော်ရွှင်ခြင်းတွေဟာတစ်ချိန်ချိန်မှာပြန်ပြီးဝမ်းနေရပါလိမ့်မယ်။ ကုဝါဒနာပါတဲ့အရာတွေအတွက်အချိန်ပေးပါကုလုံးချင်တဲ့အရာတွေပေါ်မှာစိတ်လွတ်လပ်လွတ်လပ်ပါ တခုတတိထားရမှာကပျော်ရွှင်မှုကို မကောင်းတဲ့အရာတွေနဲ့ဖန်တီးယူထားခြင်းတွေတော့မဖြစ်ပါစေနဲ့လက်ရှိအချိန်ကိုအကောင်းဆုံးပျော်တတ်ပါစေကဲပရိသတ်ကြီးအခုပြစရအခုလက်ရှိရှိရဲ့အချိန်မှာပေါ့နော်အကောင်းဆုံး ပြောတတ်ပါစေလို့ပြုစုဆူတောင်းပေးရင်းနဲ့နောက်ထပ်တပုတ်ကိုဖျက်ပြပေးချင်ပါတယ်။နောက်ထပ်တပုတ်ကတော့မေးပြရမယ့်အတိတ်ကအရာတွေကိုမေးပါတဲ့။ဘဝမှာကိုယ်စိတ်အတွက်အစင်မပြေဖြစ်စေတဲ့အတိတ်က memories day အဖြစ်ပြက်တွေကိုမေးစရာရှိတာမေးဖြောက်နိုင်ရမယ်တဲ့။ကျွန်တော်ရဲ့အတိတ်မှာစိတ်အနာတရဖြစ်စရာတွေ အများကြီးကြုံကောင်းကြုံနိုင်တယ်။နောက်နာတွေအများကြီးကြုံခဲ့ရတဲ့အချိန်တွေလည်းရှိကောင်းရှိနိုင်မယ်။လက်ရှိအချိန်ကိုမယူခဲဖို့တဲ့တဲ့အရာတွေကို မေ့ပြစ်နိုင်ရမယ်။ကုကုကိုလည်းပြန်ပြီးခွင့်လွတ်ပေးနိုင်ရမယ်။အတိတ်ကအရာတွေကိုလက်ရှိအချိန်ကြီးဆွဲကင်ထားနေလို့လည်းမရဘူး။မနှက်ပြန်အထိလည်းယူဆောင်သွားဖို့မသင့်ဘူး။ရှေ့ဆရာမက်လန်နီကအများကြီးရှိသေးတယ်။ တိတ်ကအကြောင်းအရာတွေကိုလက်ရှိအချိန်ထိမမေ့ဖြောင်းနိုင်သေးပဲစုပ်ကင်ထားနေတာကကုကုကိုပြန်ညှင်းဆဲနေတာမျိုးပါပဲ။ perfect ဖြစ်တဲ့သူဆိုတာရှားပါတယ်။လူတိုင်းဟာမှားတတ်ကြတဲ့သူတွေကြီးပဲ။အမားမလုံးမိတဲ့သူဆိုတာရှိမှမရှိနိုင်တာ။အဲဒါကြောင့်ကိုယ်စိတ်ကိုကိုယ်ဝင်ထုတ်ဝင်ပိုးဖြစ်စေမဲ့အတိတ်ကတချို့သောမှားရင်ခဲ့တဲ့ကိစ္စတွေကြောင့်လဲ။ အရင်ကြီး over thinking မဖြစ်ပါနဲ့စိတ်အနာတရဖြစ်စီခဲ့တာတွေမှန်သမျှတင်တောင်တရခဲ့တဲ့ကိစ္စမှန်သမျှကိုမေ့ပစ်ခဲ့ပါ ပြုပြင်ပြောင်းလဲတင်တာကိုပြောင်းလဲလိုက်ပါပြုပြင်ပြောင်းလဲလို့မရတာကိုလက်ခံလိုက်ပါအတိတ်ကအရာတွေကြောင့်အခုလက်ရှိအချိန်ကကိုယ်စိတ်ကိုကိုယ်အမွန်းကျက်မခံပါနဲ့ဟုတ်တယ်နော်စရိတခါလေးမှဆိုလို့ရှိရင် အတိတ်တွေထဲကနေရုံမထွက်နိုင်ကြဘူးပေါ့နော်ဆိုတော့အဲ့ချိန်တုန်းကငါအဲ့လိုလုပ်ခဲ့ရမှာဟဲငါဘာလို့အဲ့လိုမျိုးမလုပ်မိရလဲဆက်သမီးမစိုးတွေကိုကိုအပြစ်တင်တာမျိုးတွေမမေ့ပြစ်နိုင်တာမျိုးတွေရှိနိုင်တယ်ကျော်အရာကြီးကကိုယ့်ရဲ့စိတ်ကိုပို့ပြီးရောခံစားရခက်စီရလို့ပြောဆိုရတော့မြင်ပါတယ်။ဒါကြောင့်မလို့နားဆင်နေကြတဲ့ MI Radio ပရိသတ်တွေအားလုံးလည်းမေ့ပြရမယ့်အတိတ်ကအရာတွေကိုအမြန်ဆုံးမေ့ပြနိုင်ပါစေလို့ဆုတောင်းပေးရင်းနဲ့ဒီကနေ့ရဲ့ ပေါ့ကတ်ပိုင်းဖြူးဆူဆိုတဲ့အစီအစဉ်လေးရနေပြီးတော့ပရိသတ်တွေအားလုံးကိုနှုတ်ဆက်ခဲ့ပါရရှင်။